ကိုမန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ဘောလုံးပွဲမရှိဘူးเนาะ international break နှစ်ပတ်နာရတယ်အဲ့ဒါပြီးလို့ရှိရင်25ရက်နေ့ကျွန်တော်တို့ဝန်တော်ဘေးမှာလာ25ရက်နေ့နော်အဘတန်အသင်းကိုအင်ကွင်းမှာလက်ခံကစားပြီးလို့ရှိရင်ဒီလဒီလအထက်မှာပွဲစဉ်မရှိတော့ပြီးပြီအဲ့တော့ဟိုဘက်လဟိုဘက်ဒီဇင်ဘာလအတွင်းမှာကျွန်တော်တို့ Premier League ကြီးပဲပွဲစဉ်6ပွဲကံရမယ်ကျွန်တော်တို့ Manchester United တင်ရနော်အဲ့ဒီထက်မှာ Bowsing Day တွေရောဘာတွေရောထုတ်ချက်တွေခတ်နေတာတွေနော်လွှင့်နေတာတွေအများကြီးပဲပါလာပြီး အဲ့တော့လီဘရူဘင်ဂိုင်မိုရီနေနဲ့စင်ဖော်မှုတစ်ခုအစ်စ်တစ်ခုဒါသူ့ချီကိုတော့တဲတဲ့တော့လာနေပြီအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကဒီဇင်ဘာလအတွင်းမှာပွဲစဉ်6ပွဲကန်သွားရမယ်နော်ပွဲစဉ်6ပွဲကတပွဲနဲ့တပွဲအဝေးကြီးမဟုတ်ဘူးကျွန်တော်တို့5ရက်6ရက်16ရက်22ရက်28ရက်31ရက်နော်အဲ့ဒီနေ့တွေမှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကဘောလုံးပွဲတွေစက်တိုက်ကန်သွားရမယ်ဒါပရီးမီးယားလိနော်ပရီးမီးယားလိကိုကြီးပဲစက်တိုက်ကျွန်တော်တို့ကန်ရမှာဘောက်စင်ဒေးပွဲတွေဘောက်စင်ဒေးဆိုတာကဂျားရဲ့ နော်စနေတမောက်တနင်္ဂနွေမောက်အဲဂျိုင်းရဲ့မိုင်ပိုလိုကမ်းလမ်းဖြစ်တဲ့နေ့မှာကျင်ပတဲ့ပွဲဘောက်စင်တဲ့ပွဲအကြီးကြီးကြီးအပရီမီယာလီဂ်ကချုပ်ချက်တွေခန့်နေတယ်အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့အဓိကပြောချင်တာကဗိုလီမန်ချက်စတာယူနိုက်တက်အသင်းကဒါဒီနေ့ရာသီပွဲအများဆုံးကန်ရတဲ့လာတလာလည်းဖြစ်လာမှာပါဒါဒီချိန်မှာလာကတော့နောက်ပွဲလဲဒါကြက်တယ်လို့တော့မပြောချင်ပေမဲ့ပွဲအများဆုံးကန်ရတဲ့အချိန်ကာလပွဲအများဆုံးကန်ရတဲ့လနောက်ထပ်ကျွန်တော်တို့ဒါသူတို့ရဲ့ဒါ အဓိကတိုက်ခိုက်မှုပေါ့အဓိကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ဒီဒီနေ့ရသည်တော့ပွဲအများများဆက်ဆံမကန်ရတဲ့အထက်မှာဒီလတလကတော့ဒီဒီဇင်ဘာလတလကတော့ပွဲစဉ်6ပွဲတိကန်သွားမှာကျွန်တော်ပွဲများတယ်နောက်တစ်ချက်ကနီပြရူဘန်အမိုနဲ့အာကိုရတဲ့ဒါသူရဲ့ first day ကစားသမားဘရိုင်ယန်မူဘူတို့ဒီယလိုအာမက်တို့နော်မဇရာဝီတို့ကအာဖဂန်နေရှင်းလီတော့ကန်ရမယ်ဒီလထဲမှာပဲတက်တန်းစစ်ဆိုင်ပဲအဲ့တော့နောက်တစ်ချက်တိုက်ဆိုင်နေတာကကျွန်တော်တို့ ဒီဒီတလလုံးမှာကျွန်တော်တို့6ပွဲကန်ရမယ်ထဲမှာဝိုဘာတန်အသင်းကို2ကြော်လုံးကန်ရမယ်နော်ဝိုဘာတန်အသင်းကိုအင်ကွင်းရောအဝေးကွင်းရောဝိုဘာတန်အသင်းနဲ့ပါနေတယ်အဲ့တော့ဝိုဘာတန်အသင်းကတော့ဒီ2ပွဲပြလို့ရှိရင်ပြင်းများလေးထဲမှာတွေးစရာအကြောင်းမရှိတော့ဘူးပြီအဲ့တော့ဒါတွေတိုက်ဆိုင်မှုတစ်ခုပဲအဲ့တော့အနေထားတွေကတော့ကျွန်တော်တို့ဒီပြရူဘင်အမိုရီရဲ့စင်ခေါ်မှုအစ်တေလာပြီလို့တော့ပြောလို့ရမယ်เนาะသူ့ရဲ့ fast check ကစားသမားတွေဆုံးရှုံးမယ်ပွဲအများကြီးကန်ရမယ်ဒီထဲမှာဒီကြားထဲမှာကျွန်တော်တို့ကောင်းတဲ့အသင်းတွေပါတယ် နော် Crystal Palace ဘုံမောက်နော်ဒါ Newcastle Aston Villa နော်ဒီအသင်းတွေပါနေတယ်အဲ့တော့ဒီ6ပွဲဒီလဒီဒီဇင်ဘာလ6ပွဲထဲမှာကျွန်တော်တို့ Manchester United အသင်းအနေနဲ့နော်ဘလူတွေရင်ဆိုင်သွားမလဲနီဗျာရူဘင်အမိုရီအနေနဲ့ဒါသူ့ရဲ့ first leg ကစားသမားတွေခြုံဆုံးသွားမဲ့ဂျားရီယာနေပြီးတော့ဒါဘလူတွေရင်ဆိုင်ဖက်ကျော်ပြီးတော့နော်ဒီ6ပွဲဒါပွဲကျက်လို့လည်းပြောရမလားဒီဒီဇင်ဘာလအတွင်းမှာဘလူတွေဖက်ကျော်သွားမလဲဆိုတာကတော့ဒါ ပိတ်သက်တဲ့နေအတူတူစောင့်ကြည့်ကြမှာပေါ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပိတ်သက်များကိုဆက်နေပြကြမှာချမ်းသာကြပါစေ